ကမ္ဘာပေါ်မှာလူသားတွေရဲ့နှီးပညာဟာတစ်နှစ်နဲ့တစ်နှစ်တိုးတက်လာပြီးနောက်တနိုင်ငံနဲ့တနိုင်ငံပြိုင်ဆိုင်မှုတွေကပုံမှန်မြင့်တက်လာပြီးအဲ့ဒီအဆင့်မြင့်နှီးပညာတွေကိုခီးသွွားလုပ်ငန်းတွေဖြော်ပြရေးတွေမှာထည့်သွင်းအသုံးပြုလာကြပြီးတော့ကမ္ဘာလက်ခီးသွွားတွေကိုဆွဲဆောင်လာကြပါတယ်။အမေရိကန်နိုင်ငံမှာရှိတဲ့ MSG Spear လို့ခေါ်တဲ့ဒီအဆောက်အဦကြီးကတော့အလွန်ခက်မိတဲ့ဖြော်ပြရေးနေရာတစ်ခုဖြစ်ပြီးသူ့ရဲ့တူးခြားတဲ့ပုံစံအရွယ်အစားနဲ့နှီးပညာတွေကြောင့်ကမ္ဘာပေါ်မှာအထင်ရှားဆုံးအဆောက်အဦထဲမှာတစ်ခုဖြစ်လာခဲ့ပါတယ်။ MSG Spear ကအမေရိကန်နိုင်ငံ Las Vegas မှာတည်ရှိပြီးတော့ကမ္ဘာပေါ်မှာအကြီးဆုံးလုံဝန်းတဲ့ AED တက်ဆင်ထားတဲ့ဖြောပြေးရေးအဆောက်အဦဖြစ်ပါတယ်။သူ့ရဲ့အရွယ်စားကအမြင့်366ပေ132မီတာခန့်ရှိပြီးတော့ကျယ်ရတော့916ပေ159မီတာခန့်ရှိပါတယ်။ထိုင်ကုန်ရေတွက်က18000ခန့်ပါရှိပါတယ်။အမေရိကန်ဒေါ်လာ2.3ဘီလီယံခန့်အကုန်ကျခံတိစောက်ခဲ့ပြီးတော့2023စက်တင်ဘာလမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်စ်ဗီဂတ်စ်မှာတိစောက်ခဲ့ဘူးသမျှဖြိုပီးရဲ့နေရာတွေထဲမှာဈေးကြီးဆုံးလည်းဖြစ်ပါတယ်။ဂီတဖြိုပွေးပွဲစုပွေးပွဲနဲ့ရုပ်ရှင်ပြသဖို့အတွက်အဓိကအသုံးပြုဖို့တိစောက်ထားပြီးအတွေ့အကြုံတစ်တီကိုရရှိစေမှာဖြစ်ပါတယ်။ပထမဆုံးဖြိုပီးပွဲကိုတော့ U2TY ကစတင်ဖြိုပီးခဲ့ပါတယ်။ MSG PI ရဲ့အဓိကထူးခြားချက်နဲ့အသာချက်ကတော့သူ့ရဲ့နှီးပညာအစိတ်ပိုင်းတွေဖြစ်ပြီးပရိသတ်တွေကိုအာယုံ၅ပါးလုံးဖြင့်လွှမ်းမိုးခန်းစားစေရမယ့် Multi Sensory အတွေ့အကြုံကိုပေးစွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။ အဆောက်အဦရဲ့အပြင်ဘက်မျက်နှာပြင်တစ်ခုလုံးက9400စတူရန်မီတာကျယ်ဝန်းပြီးတော့တိတိမနှစ်တန်းခန့်ရှိတဲ့ AED မီလုံပြားတွေနဲ့ဖုံးအုပ်ထားပါတယ်။မီလုံတစ်ခုချင်းစီမှာ DOD 48ခုပါဝင်ပါတယ်။အဲ့ဒါကို Exospia လို့ခေါ်ပြီးတော့မြင်ကွင်းကျရွေရရနေတဲ့ပုံရိပ်နဲ့ပြညာတွေကိုပြသနိုင်ပါတယ်။အလွန်တောက်ပတဲ့အတွက်ကြောင့်အာကသထဲကတော့မြင်တွေ့နိုင်တယ်လို့ဆိုကြပါတယ်။အတွင်းဘက်မှာတော့15000စတူရန်ကီလိုမီတာကျယ်ဝန်းတဲ့ AED ဖန်ထားပြင်တစ်ခုကြီးကပရိသတ်တွေကိုလုံးဝစာဝန်းရံထားပါတယ်။ AED တွေကအမြင့်ဆုံးရပ်ထွက် 16K resolution ရှိပြီးလက်ရှိကမ္ဘာပေါ်မှာအမြင့်ဆုံးရပ်ထွက်ရှိတဲ့ AED ဖန်ထားပြင်လည်းဖြစ်ပါတယ်။ဖန်ထားပြင်တွေကပရိသတ်တွေကို290ဒီဂရီအပြည့်ဝန်းရံထားတဲ့အတွက်ကြောင့်ဗေဒနီးယားကနေကြည့်ကြည့်ရှေ့တန်းကနေကြည့်နေရတဲ့မြင်ကွင်းကိုခန်းစားရစေဖို့ဒီဇိုင်းပြုလုပ်ထားပါတယ်။ အသံစနစ်အနေနဲ့ Holoplot မှာဒီဇိုင်းထုတ်လုပ်ထားတဲ့အလွန်အဆင့်မြင့်တဲ့ Special Audio စနစ်ကိုအသုံးပြုထားပြီး Speaker ပေါင်း1600ကျော်ကိုဖန်သားပြင်ရဲ့နောက်ွယ်မှာစနစ်တကျတပ်ဆင်ထားပါတယ်။ Beamforme နိမိညာနဲ့အသံလိုင်းတွေကိုထိမ့်ချုပ်ပြီးကြည့်ရှုသူတူးချင်းစီရဲ့ထိုင်ခုံနေရာစီကိုအသံတွေကိုဓာတ်ရိုက်ဥတီပို့ဆောင်နိုင်ပါတယ်။ဒါကြောင့်အတန်တွေဟာငကြက်တက်သားလို့ကြီးလင်တိကျပြီးထန်ကုန်တိုင်းမှာအတန်ရွေတေးတွေဟာလည်းတထက်တဲ့ဖြစ်နေပါတယ် န်သားပြင်နောက်မှာစပီကာတက်ထားတယ်ဆိုပေမဲ့လည်းအတန်ကိုပိတ်ဆို့မှုမရှိဘဲလှုပ်ပေးနိုင်အောင်ဒီဇိုင်းပြုထုတ်လုပ်ထားတဲ့အတွက်ကြောင့်အတန်အရင်းမြင့်ကအမှန်တကယ်ထွက်ပေါ်လာတဲ့နေရာတွေကိုပရိသတ်ကသိရှိခန်းစားနိုင်ပါတယ်။ဘူဒီအဖက်တွေကိုအသုံးပြုပြီးထိုင်ကုန်တွေမှာအစစ်မြတ်ဟက်တင်နိပညာဖြစ်တက်ဆင်ထားပါတယ်။ဒါကြောင့်ထိုင်ကုန်တွေကဖြောပြင်းမှုကအတန်နဲ့ပုံရိပ်တွေနဲ့အညီတုံခါမှုတွေလှုပ်ရှားမှုတွေကိုထုတ်လုပ်ပေးပါတယ်။ atmospheric offense တွေနဲ့လေတိုက်နှုံအပူဂျုံအပအဝင်ပတ်ဝန်းကျင်အခြေအနေကိုပါ ပြောင်းလဲပေးနိုင်ပြီးပရိသတ်တွေကိုဇလန်းထဲကရာသီဥတုအတိုင်းအောင်ခန်းစားစေနိုင်ပါတယ်။ air consonant နဲ့အခြားစက္ကရိယာပစ္စည်းတွေကိုအသုံးပြုပြီးလေဘူးလေအေးနဲ့လေပြင်းစတာတွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။ဥပမာမှုန်တိုင်းတိုက်နေရင်လေပြင်းတွေကိုဖန်တီးပေးပြီးတော့နှင်းချနေတဲ့အချိန်မှာတော့ဖူးချင်းတွေကိုချွတ်ချပေးတာမျိုးချင်းပဲဖြစ်ပါတယ်။ဒါပြင်ဖြိုပြေးရင်းနဲ့ဆက်ဆက်နေတဲ့အနံ့ရတာတွေကိုလည်းအချိန်ကြိုက်ထုတ်လွန်ပေးနိုင်ပါသေးတယ် ဇလန်းထဲမှာတစ်တော်မြင်ကွင်းဆိုရင်တော့တစ်တော်ကအနံ့လူမျိုးကိုထုတ်လွှတ်ပေးပြီးတော့မိကုန်းကမြင်ကွင်းဆိုရင်တော့မိကုန်းနဲ့စတဲ့သက်ဆိုင်ရာအနံ့တွေကိုထုတ်လွှတ်ပေးပါတယ်။ဒါကြောင့် D4D effect နည်းပညာတွေက MSG Spire ရဲ့ကြီးမားတဲ့ 16K ဖန်သားပြင်နဲ့ Holoplot ရဲ့ Special Audio စနစ်ကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ဖြောပြပွဲဒါမှမဟုတ်ရုပ်ရှင်ကြည့်ရှုခြင်းတို့ကိုကိုယ်တိုင်ပါဝင်ကစားနေရတဲ့တွေ့ကြုံအစ်စ်ကိုရရှိစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် MSG Spire လို့ခေါ်တဲ့ဒီစာအုပ်ကြီးက ရုပ်ရှင်ယုံဖျော်ဖြေရေးခန်းမနဲ့ဒီပညာပြတိုက်တို့ကိုပေါင်းစပ်ထားတဲ့27ရာစုရဲ့ဘီတုကလက်ရာတစ်ခုဖြစ်ပြီးတော့လက်ရှိမှာလည်းကမ္ဘာအဆင့်မြင့်အဆင့်မြင့်ဖျော်ဖြေရေးအစအုပ်တစ်ခုဖြစ်လေတည်ရှိနေပါတယ်